ကျော်စာဝင်းနဲ့ထိုင်းဆယ်လီမလီဒေါက်တာပင်းတို့ရဲ့အချစ်ဆက်လန်ကပြည်သက်တွေအကြအတော်လေးကိုရေပန်းစားစိတ်ဝင်စားစရာကောင်းလက်ရှိပါတယ်ဒီဆက်လန်အစကတည်းကသူတို့နှစ်ဦးတမီးစည်းစားဖြစ်နေကြပြီဟူသောတည်င်းများလည်းမကြာခဏဆိုသလိုထွက်ပေါ်ခဲ့ဘူးရာပြည်သက်များကစိတ်ဝင်တစားစောင့်ကြည့်နေကြခြင်းဖြစ်ပါတယ်ဤရင်ခုန်စရာဆက်လန်အစမှာဒေါက်တာပင်းကမွေထိုင်းပရိုမိုးရှင်းတစ်ခုအတွက်ကြော်ညာများရိုက်ကူပေးရမှာစတင်ခဲ့ခြင်းဖြစ်ပါတယ် ထိုင်းနိုင်ငံသူဖြစ်တော်လဲသူမကမြမရိုးရလက်ဝဲရဲ့ထူးခြားတဲ့လက်ခမောက်ခတ်ဟန်ကိုအထာကြကြနဲ့ဆွဲဆောင်မှုရှိရှိတင်ဆက်ခဲ့ရာမြမပြိတ္တများ၏အာယုံကိုလျှင်မြန်စွာဖန်ဆနိုင်ခဲ့ပါတယ်။ထို့သို့တင်ဆက်မှုကြောင့်မြမပြိတ္တများ၏အပိတ်မှုများပြင်းထန်ခဲ့ပြီးသူမ၏လူမှုကွန်ရက်ဆောင်ရွက်နာများပေါ်တွင် follower များလည်းတဟုန်တုန်းတိုးတက်လာခဲ့ပါတယ်။ထို့မှတစ်ဆင့်မြမပြိတ္တများ၏အပိတ်မှုများနှင့်လက်ဝဲပေါ်သူမကိုယ်တိုင်စိတ်ဝင်စားမှုများပြားလာသောကြောင့် ဒေါက်တာပင်းကမြန်မာလက်ဝဲကိုပုံမှု လေးလာရှင်စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။ထို့ကြောင့်ပင်ထိုင်းနိုင်ငံတွင်ရှိသောမြန်မာလက်ဝဲကျော်စာဝင်းလက်ချစ်နေသည့်နာမည်ကြီးဖဲတက်ဂျင်တို့ရောက်ရှိကကျော်စာဝင်းနှင့်တွေ့ဆုံပြီးဓာတ်ပုံများတွေ့ရခဲ့ခြင်းဖြစ်ပါတယ်။ဒီဓာတ်ပုံများသည်သူတို့နှစ်ဦး၏ဆက်ဆံရေးကိုပုံမှု၍သူအများကြီးအာရုံစိုက်မှုကိုခံရစေခဲ့ပါတယ်။တွေ့ဆုံပြီးနောက်ပိုင်းတွင်လည်းဒေါက်တာပင်းသည် Facebook လူမှုကွန်ရက်မှတဆင့်ကျော်စာဝင်းနှင့်မိတ်ဆွေဖွဲ့က မြန်မာရှင်ကျေးမှုများအကြောင်းလက်ဝဲအကြောင်းများကိုစိတ်ဝင်တစားမြင်မြင်ရင်းရင်းနှီးမှုပုံမှန်ရရှိလာခဲ့ပါတယ်ကျော်စာဝင်းကဲ့သို့လက်ဝဲကွင်းထဲတွင်ပြက်သားပြီးအပြင်တွင်အပြောဆိုနေထိုင်ရိုးသားသောလူရိုးကြီးတဦးသည်ထိုင်းဆယ်လီမလေး၏အလှနှင့်စကားပြောဟန်များကြောင့်ရှက်သွေးဖြတ်နေသည့်ပုံရိပ်များကလည်းပြိတက်များအားရင်မောစေခဲ့ပြီး၎င်းတို့ဇုံရဲလေးကိုပုံမှန်ချစ်စနုံဖြစ်စေခဲ့ပါတယ်ထို့သောရင်းနှီးမှုများတိုးတက်လာပြီးနောက်သူတို့နှုတ်ဦးဆက်ဆံရေးသည်ရိုးရိုးသားသားဖုံးတော့ပဲ ရှစ်သူများဖြစ်သူကုပြောင်းတော့မြို့သောတရင်များစတိုက်ထွက်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးရရှိသောတရင်များရကျော်စာဝင်းကဒေါက်တာပင်းအားချစ်ခွေ့ပန်ခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ပိုရေးစိတ်ဝင်စားစရာကောင်းသူများဒေါက်တာပင်းဘက်ကအဖြေပေးရန်ချင်းချက်ထားခဲ့ခြင်းဖြစ်ပါတယ်။တရင်များဤဖော်ပြချက်ရဒေါက်တာပင်းကကျော်စာဝင်းအားသူပါဝင်ထိုးတက်မိလာမိဝမ်းချမ်းမြန်ရှိဖွေးဥချက်တွင်နိုင်ပွဲချက်ရှိအောင်ဆွတ်ဆောင်နိုင်မှာကအဖြေပေးမိဟုဂရီပေးကြကြောင်းသိရပါတယ်။ထို့ကြောင့်ကျော်စာဝင်းတယောက်အချစ်အတွက်ရော အားကစားအောင်မြင်မှုအတွက်ပါဆက်ရထက်တန်စွာစူးစမ်းအထောက်ရမည့်အခြေအနေကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။သို့တော်လည်းယခုရပိုင်တွင်ဒေါက်တာပင်း၏လူမှုကွန်ရက်ဆာမျက်နှာများတွင်တင်ခဲ့သောပုံများနှင့်ဗီဒီယိုများကမူစူးစမ်းဝင်းကိုအပြေပေးလိုက်ပြီလားဟုထင်မှတ်စေပါတယ်။ပထမဦးဆုံးအနေနဲ့ဒေါက်တာပင်းကစူးစမ်းဝင်းနှင့်အတူလက်ဝဲပွဲကိုပူပူကက်ကက်ရင်းရင်းနှီးနှီးထိုင်ကြည့်နေသည့် romantic ဆန်သောပုံများကိုဥစွာတင်ခဲ့ပါတယ်။ထို့ပြင်ပွဲပြီးဆုံးသည့်အခါတွင်လည်းနှောက်သားတရွဲ့တရွဲ့ရှိနေသည့် အတူရှိနေမှုများကိုပြသသည့်ဗီဒီယိုများပါထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ဤများနေ့ပင်မပြီးသေးပဲသူမ၏ကိုယ်ပိုင်ဆိုရှယ်မီဒီယာ page တွင်ရှစ်တယ်ဟုမြန်မာလိုရေးသားတင်ခဲ့သည်ကိုတွေ့လျက်ရသောအခါပိတ်သက်များအကြားထင်မြင်ချက်အမျိုးမျိုးဖြစ်ပေါ်လာခဲ့ပါတယ်။ရခင်ကလည်းသူမကဗမာကောင်လေးတွေကိုချစ်တယ်ဟုရေးသားတင်ဖူးသူဖြစ်သောကြောင့်ယခုတခါရေးသားတင်များမှုသည်ကြော်စွာဝင်းအားအဖြစ်ပေးလိုက်ပြီးခုအတိတ်ပဲရနိုင်သလို ပွဲပြီးနောက်ပေတော်မီအခြေအနေကိုရောက်ရှိနေပြီဟုလည်းသုံးသပ်ရပါတယ်။မြေသွေးပင်ဖြစ်စေကျွန်တော်တို့လက်ဝဲကြော်ရေးကြော်စာဝင်းကတော့ထိုင်းနိုင်ငံတွင်အကစားသမားဘဝအတိတ်ခုကိုစတင်ချိန်တွင်အခြေအကန့်မှာထူးခြားစွာပေါင်ဆက်လာခဲ့သည်ကိုတွေ့ရသောကြောင့်မြန်မာပြည်သက်များအနေနဲ့နှစ်ဆပျော်ရွှင်ဂုဏ်ယူကြမိအခြေအနေပင်ဖြစ်ပါတယ်။ကြော်စာဝင်းလာမီပွဲအောင်ပွဲရပြီးဒေါက်တာပင်းနှင့်လက်ပသောအခြေသူဘက်ကိုစတင်နိုင်ပါစေကြောင်းစွမ်းမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။